ကဲမိတ်ဆွေတို့ capcut software တွေမှာမြန်မာလိုရေးကျင်တယ်ဒါပေမဲ့မြန်မာလိုရေးတိုင်းတလူကြီးပေါ်နေရဲ့အဲ့ဒါကိုမန်အောင်ဘယ်လိုရေးရမလဲဆိုတာကိုသိချင်ပါလားကဲသိချင်တယ်ဆိုရင်တော့ကျွန်တော်နဲ့အတူ like ကြည့်ရှုရအောင်ကျွန်တော်လိုမှာ Zephon application နဲ့ backend keyboard တမ်းမို့ရင် frozen keyboard နှစ်ခုတွေတကူချက်တဲ့ဟာ download ရပါတယ်ဒါဆိုရင်ကျွန်တော်ပထမဦးဆုံး Zephon keyboard download ဆက်လိုက်ပါမယ်ကျွန်တော် download ဆွဲပြီးသားဆိုတော့ open လေးပေါ်နေပါမယ်ဆိုပြီးဆွဲရင်တော့ဒီမှာ install လေးပေါ်လိမ့်မယ်အဲ့ဒါကိုနှိပ်လိုက်ပါ ပြန်နောက်တစ်ခုကပကံကီးဘုတ်ဆွဲမလား frozen ကီးဘုတ်ဆွဲမလားကိုကြက်တည်းဆွဲလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ရပကံကီးဘုတ်ပုံမှန်အဆင်ပြေပါတယ်ပကံကီးဘုတ်ကို download ဆွဲလိုက်ပါ application တစ်ခုစလုံး download ဆွဲပြီးไว้ဆိုရင်ကျွန်တော်ဒီ zephon နဲ့ဝင်ရင်ဆုံးဝင်လိုက်ပါမယ် zephon နဲ့ဝင်ရင်ချင်းဆိုဒီ application ကြောင့်လေးတက်လိမ့်မယ်ကျွန်တော်လေးတက်ရင်ဒါ continue to app ဆိုတာကိုနှိပ်လိုက်ပါပြီးရင်ဒီ category တဲ့ကိုဝင်လိုက်ပါဒီနေရာမှာမြန်မာကိုရှာလိုက်ပါ ကျွန်တော်ဒီနေရာမှာဆိုရင်ပြည်တော်စုဖုန်းကပုံမှန်ဆင်ပြရမလို့ပြည်တော်စုဖုန်းကိုဒေါင်းလုဒ်ဆွဲလိုက်ပါအပီရောင်စုဖုန်းကိုမိတ်ဆွေဒေါင်းလုဒ်ဆွဲလိုက်ပါကျွန်တော်ကတော့ဒီလိုပေါ်နေရကျွန်တော်ဒေါင်းလုဒ်ဆွဲပြီးသားမလို့ကျွန်တော်ကဒီလိုပေါ်နေရမိတ်ဆွေဆိုရင်ဒီမှာဒေါင်းလုဒ်ဆိုရဲပုံစံလေးနဲ့ပေါ်လိမ့်မယ်အဲ့ဒါကိုနှိပ်လိုက်ပါဥမာအပြည့်ဆိုရင်ဒီမှာဒါလေးကိုဆန်းပြမယ်ဒီလိုလေးပေါ်လိမ့်မယ်ဒါလေးကိုဒေါင်းလုဒ်ဆိုရင်မှာကိုနှိပ်လိုက်ပါပြန်ဒီလိုလေးပေါ်လာရင် ပြန်ထွက်လိုက်ပါထွက်ပြီးသွားရင်ကျွန်တော်နောက်တစ်ခုကကီးဘောဘကန်ကီးဘော application နဲ့ဝင်ပါမယ် ဒီတော့ဝင်မီဒီယာ language တဲ့ကိုဝင်လိုက်ပါဒီနေရာမှာပုံမှန်အဖြစ်ဒီလိုဖြစ်နေလိမ့်မယ်ဒါမှမဟုတ်ဇော်ကြီးရွေးထားရင်ဇော်ကြီးကိုရွေးထားလိမ့်မယ်အဲ့ဒါကိုဖြောက်ပြီးတော့အဲ့ဒါကိုဖြုတ်ပြီးတော့ကျွန်တော် unicode ကိုရွေးပါမယ် unicode ကိုရွေးပြီးသွားဆိုရင်ဒီနေရာမှာ select typing style ဆိုတဲ့နေရာမှာအဲ့ဒါကိုနှိပ်လိုက်ပါပုံမှန်အဖြစ် backend style ဖြစ်နေမယ်အဲ့ဒါကိုကျွန်တော် unicode style ပြောင်းလိုက်မယ် Unicode style ပြောင်းမှသာရင်ကျွန်တော်ဒီ CapCut software ထဲမှာမြန်မာလိုရေးရချင်းမှန်သွားလိမ့်မယ် Unicode style မပြောင်းဆိုရင်တော့မမှန်တော့ဘူးပေါ့နော်အဲဆိုဒီနေရာမှာဒါလေးပြောင်းလိုက်ပါ ဒါလေးပြောင်းပြီးသွားပြီဆိုရင်ကျွန်တော် CapCut software တွေကိုဝင်ပါမယ် CapCut software တွေကိုဝင်လိုက်ရင်ဒီမှာ text ဆိုတာရှိရဲ့အဲ့ဒါလေးကိုနှိပ်လိုက်ပါပြီးရင် add text လေးကိုနှိပ်လိုက်ပါပြီးတော့ font ကိုသွားလိုက်ပါ font ရဲ့ဒီအောက်မှာ my phone ဆိုတာရှိပါတယ်ဒီမှာဘေးဆုံးမှာ font my phone ကိုရေးလိုက်ပါပြီးရင် s ဆိုတဲ့နေရာကိုနှိပ်လိုက်ပါပြီးတော့ my phone နဲ့ကိုပြန်ဝင်လိုက်ပါ ပြီးတော့ fine manager တဲ့ကိုဝင်သွားလိမ့်မယ် fine manager ရဲ့ဒီထိတ်ဆုံးဘယ်ဘက်ထိတ်ဆုံးနာမှာ3တော့လေးရှိရယ်အဆက်30ရှိရယ်အဲ့ဒါကိုနေလိုက်ပါပြီးရင်အောက်ဆုံးနာကိုအောက်ဆုံးနာကိုဒီမှာ font လေးဆိုတာရှိတာ font z font ဒါဒီထဲဝင်လိုက်ပါပြီးမြန်မာထဲဝင်လိုက်ပါပြတော့ဒီတဲမှာကိုကြိုက်တဲ့ font ကိုရွေးလို့ရပါတယ်။ကျွန်တော်အခုလောလောဆယ်ဒီပြည်တော်စု font ကိုရွေးပါမယ်။ကဲအခုစဉ်ကျွန်တော်ဒီ font လေးကို app ပြီးွားပြီ app ပြီးွားပြီဆိုရင်ကျွန်တော်ဒီပြည်တော်စု font လေးကိုကျွန်တော်တစ်ချက်လောက်နှိပ်ပါမယ်။နှိပ်ပြီးဒါမြန်မာလိုရေးလို့ရလားဆိုတာမှန်မှန်တစ်ချက်စစ်ကြည့်မယ်နော်။ ကဲအခုကမြန်မာလိုရေးလို့ရသွားပါပြီလောကမန်တော့ ਈ နော်ဒီမှာကဲမိတ်ဆွေတို့ကြောင့်ပြောထားတဲ့အတိုင်း లై လို့ကြည့်ပါနော်အဆင်ပြေပါလိမ့်မယ်တခြားမသိရရှိရင်လည်း comment ထဲမှာရေးလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ